Telegram အကောင့်ဖွင့်တဲ့နေ့ကိုမျှဝေပေးပါမယ်။ Telegram အကောင့်ဖွင့်မရဘူးဆိုရင်တော့ဒီဗီဒီယိုလေးကိုအစအဆုံးကြည့်လိုက်ပါ။ပထမအဆုံးကျွန်တော်တို့ Telegram application ကိုဝင်လိုက်ပါမယ်။အပေါ်က country ဆိုတဲ့ဒီနေရာလေးကိုတစ်ချက်နေပြီးတော့မိတ်ဆွေတို့နေတဲ့နိုင်ငံကမြန်မာဆိုရင်တော့မြန်မာလို့အပေါ်ကနေရာမှာစာရေးပြီးတော့ရှာလိုက်ပါ။ Thai မှာနေတယ်ဆိုရင်တော့ Thai လို့စာရေးပြီးတော့ရှာလို့ရပါတယ်။ကျွန်တော်ကတော့ Thai မှာဖြစ်တဲ့အတွက် Thai လို့ပဲရှာလိုက်မယ်။မိတ်ဆွေတို့ကကိုနေတဲ့နိုင်ငံကိုပဲစာရေးရှာပါ။ ိုင်းရှယ်လုပ်ပြီးသွားပြီဆိုရင်တော့ဒီမှာကျွန်တော်တို့ရဲ့ Telegram အကောက်ဖွင့်မဲ့ဖုန်းနံပါတ်ကိုထည့်ပေးရမှာဖြစ်ပါတယ်။ Telegram အကောက်ဖွင့်မဲ့ဖုန်းနံပါတ်ကိုထည့်ပေးလိုက်ပါ။ဖုန်းနံပါတ်ကိုထည့်လုပ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီဘေးကမြားလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါ။ Yes ကိုနှိပ်ပေးလိုက်ပါ။ဒီလိုပေါ်လာရင်တော့ကျွန်တော်တို့ရဲ့ဖုန်းထဲကို Telegram ဘက်ကနေပြီးတော့ကုတ်နံပါတ်၅လုံးပို့ပေးပါလိုက်မယ်။ပို့လာတဲ့ကုတ်နံပါတ်၅လုံးကိုကျွန်တော်တို့ဒီနေရာမှာစာရေးပြီးတော့ထည့်ပေးလိုက်ပါ။ကုတ်နံပါတ်၅လုံးကိုထည့်လုပ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာ Telegram အကောက်ဖွင့်မယ်နာမည်ကိုပေးရမှာဖြစ်ပါတယ်ဒီနေရာမှာမိတ်ဆွေတို့ Telegram အကောက်မှာတုံးညင်တဲ့နာမည်ကိုစာရေးပြီးတော့ထည့်ပေးလိုက်ပါနော် Okay ဒီလိုပေါ်သွားပြီဆိုရင်တော့ကျွန်တော်တို့ Telegram အကောက်ကိုဖွင့်တာကပြီးသွားပြီဖြစ်ပါတယ် Telegram အကောက်ကိုဖွင့်လို့ပြီးသွားပြီဆိုတော့ကျွန်တော်တို့အသုံးပြုလို့ရပါပြီတကယ်လို့မိတ်ဆွေတို့ပြန်ပြီးတော့ဖြတ်ချင်တဲ့ဆိုရင်ဖြတ်တဲ့နေကိုထပ်ပြီးတော့တင်ပေးပါမယ်တင်ထားပြီးသားလည်းရှိပါတယ် Telegram အကောက်ကိုဖွင့်လုပ်ပြီးသားပြီဆိုတော့ Telegram မှာဖွင့်ထားတဲ့ဖုန်းနံပါတ်ကိုတခြားလူတွေမမြင်အောင်လို့ပိတ်တယ်နည်းကိုထပ်ပြီးတော့မျှဝေပေးပါမယ်။အပေါ်ကမြင်အောင်သုံးခုဒီနေရာလေးကိုနှိပ်ပေးလိုက်ပါ။ပြီးရင်တော့ဒီ setting ကိုနှိပ်ပေးလိုက်ပါ။ Privacy and Security ကိုနှိပ်ပေးလိုက်ပါ။ဖုန်းနံပါတ်ဆိုတဲ့ဒီနေရာလေးကိုနှိပ်ပေးလိုက်ပါ။ကိုယ့်ရဲ့ဖုန်းနံပါတ်ကိုဘယ်သူမှမမြင်အောင်ထားခြင်းတာဖြစ်တဲ့အတွက်ဒီအပြာရောင်အဆက်လေးကိုအောက်ဆုံးက nobody ဆိုတဲ့နေရာလေးကိုရွှေ့လိုက်ပါ။ ကိုယ့်ရဲ့ဖုန်းနံပါတ်ကိုတခြားလူတွေက Telegram မှာကိုယ့်ရဲ့အကောက်ကိုဖုန်းနံပါတ်ရိုက်ထည့်ပြီးတော့ရှာလို့မရအောင်ထပ်ပြီးတော့ထားခြင်းနဲ့ဆိုရင်တော့ဒီအောက်ကအပြိုင်အဆက်လေးကိုအောက်က main contact ဆိုတဲ့နေရာလေးမှာချလိုက်လို့ရပါတယ်။ကိုယ့်ရဲ့ဖုန်းနံပါတ်နဲ့ Telegram အကောက်ကိုရှာလို့ရသေးခြင်းနဲ့ဆိုရင်တော့အပေါ်မှာပဲပြန်ထားပါတော့။ကျွန်တော်ကတော့ကိုယ့်ရဲ့ဖုန်းနံပါတ်နဲ့ Telegram အကောက်လည်းရှာလို့မရအောင်ထားခြင်းတာဖြစ်တဲ့အတွက်ဒီနှစ်ခုလုံးကိုအောက်ကနေရာမှာထားလိုက်ပါပဲ။ကိုယ့်စိတ်ရဲထားလို့ပြီးသွားရင်တော့အပေါ်မှာအမှန်ချစ်လေးကိုနှိပ်ပေးလိုက်ပါ။ဒါဆိုရင်တော့ Telegram အကောက်ကိုဖွင့်နေနေ ဖွင့်ပြီးရတဲ့ Telegram အကောင့်ကိုကိုယ့်ရဲ့ဖုန်းနံပါတ်ကိုလုံချောင်းအောင်လို့တခြားလူတွေမမြင်ရအောင်ပိတ်တယ်နီးဒီနီလန်းလေးနှစ်ခုကိုရသွားပြီဖြစ်ပါတယ်မိတ်ဆွေတို့ကဒီနီလန်းလေးအတိုင်းကိုလိုက်ပြီးတော့ဖွင့်ကြည့်ပြပါ